မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကိုဖိတ်ကြားခဲ့တဲ့ထိုင်းဝင်ကြီးချုပ်ကိုအထက်လွှတ်တော်လူခွင့်ရေးကော်မတီဥက္ကဋ္ဌမေးခွန်းထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာလူငင်းချမ်းသာ권အဖွဲ့ကလည်းထိုင်းဆိုရဆုံးဖြတ်ချက်ကိုဝေဖန်တယ်လို့သိရပါဗျ။အာနာသိန်းစကောင်ဆောင်မင်းအောင်လိုင်းကိုမင်္ဂလာပင်လယ်ကိုကဏ္ဍဆောင်ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘင်းစတန်ညီလာခံတင်ရောက်ဖို့ဖိတ်ခေါ်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးထိုင်းဝင်ကြီးချုပ်ကိုအထက်လွှတ်တော်လူခွင့်ရေးကော်မတီဥက္ကဋ္ဌဝေဖန်မေးခွန်းထုတ်လိုက်ပါတယ်။အထက်လွှတ်တော်မှအန်ခါ ာနာနီလာပိုင်ချစ်ကမင်းအောင်လိုင်းကလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့နိုင်ငံတကာကျင်းဝတ်စည်းမျဉ်းချိုးဖောက်မှုတွေအတွက်အင်မတန်နာမည်ဆိုးထွက်နေမှတည်လျက်နေစတမအချိန်မှာဘင်စတာထိပ်သီးနီလာကတက်ရောက်ဖို့ဘာကြောင့်ဖိတ်ကြားခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ဖီတောင်တန်း ရှင်နာဝတ်ထရာကိုမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။သူကမင်းရလိုင်ဦးဆောင်နေတဲ့မြန်မာစစ်တပ်ကပြည်သူတွေပေါ်တရားလက်မဲ့တပ်ဖြတ်တာဖမ်းဆီးချုပ်နှောင်တာနှိပ်စက်ညှဉ်းပန်းတာလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာကိုလည်းထောက်ပြခဲ့ပါတယ်။နောက်ပြီးရိုဟင်ဂျာမျိုးနွယ်စုတွေပေါ်ဖိနှိပ်မှုတွေကျူးလွန်နေတာမြန်မာနိုင်ငံရဲ့အကြက်တဲကိုကုညီဖိရှင်ပေးဖို့အရှိတောင်အရှာနိုင်ငံများအစည်းအရုံးအာဆီယံကညှိနှိုင်းလက်ခံပေးခဲ့တဲ့ပုံသဘောတူညီချက်၅ရက်ကိုမင်းရလိုင်နဲ့မြန်မာစစ်တပ်ကလေးစားလိုက်နာဖို့ပြက်ကွက်တာတွေကိုလည်းအန်ခါလာကထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်နဲ့မင်းအောင်လိုင်းကိုအာဂျင်တီးနားတရားရုံးတစ်ခုကဖမ်းဝန်းထုတ်တာပြီးနိုင်ငံတကာရာဇဝတ်ကောင်ရုံး ICC ကလည်းပေါ်ရန်ထုတ်ဖို့စဉ်းစားနေတဲ့အခြေအနေမှာတလောက်ဆိုရတဲ့သူတယောက်ကိုဖီတောင်တန်ကဘာကြောင့်ဖိတ်ကြားခဲ့တယ်လဲလို့သူကပြောပါတယ် ဖေတောင်တန်နဲ့ထိုင်းဆိုရကကုလသမဂ္ဂအာဆီယံအရှက်ဖက်အဖွဲ့အစည်းတွေနဲ့အပြင်းထန်ကံကွက်မှုတွေကိုမျက်ကွယ်ပြုထားခဲ့တာလည်းဖြစ်တယ်လို့အန်ကာလာကဝေဖန်ထားခဲ့ပါတယ်။ဖေတောင်တန်ဟာသူဦးဆောင်တဲ့အစိုးရလက်ထက်မှာလူ့အခွင့်အရေးနဲ့ဒီမိုကရေစီကိုအလေးထားကာကွယ်သွားမယ်လို့ကတိပေးခဲ့ပြီးမြဲအဲဒီကတိကိုမတည်ခဲ့ဘူးလို့သူကဆိုပါတယ်။ ဖေးချောင်တန်းနဲ့ထိုင်းဆူရကမင်းအောင်လိုင်ကိုအရာထားဖိတ်ကြားမိတဲ့ဆုံးဖြတ်ချက်ရဲ့အကျိုးဆက်တွေကိုအတော်လေးပြင်းပြင်းထန်ထန်ခန့်စားနေရပါတယ်။နိုင်ငံတကာလူငင်းချမ်းသာကွင်အဖွဲ့ AI ကလည်းအာနာသိန်းစစ်ကောင်စာကိုဘင်းစတန်ကြီးလာကန်တက်ဖို့အတွက်ဖိတ်ကြားခဲ့တဲ့ထိုင်းဆူရရဲ့ဆုံးဖြတ်ချက်ကိုစိုးရင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာနိုင်ငံတကာဝေဖန်ရှုံချမှုတွေကိုလည်းကြေကြေပြန့်ပြန့်ကြုံတွေ့လာစေပါတယ်။မင်းအောင်လိုင်နဲ့မြန်မာစစ်တပ်က2021ခုနှစ်မှာအာနာသိန်းမိချင်းကလေးကအရက်သားပြည်သူ6000ကျော်ကိုတပ်ဖြတ်ခဲ့ပြီးလူပေါင်း3000ကျော်လောက်ကိုနေရဲဆုံး ကွာထွက်ပြေးရအောင်ဖိနစ်ခဲ့တယ်လို့ AI ကဆိုပါတယ်။နောက်ပြီးမလ28ရက်နေ့တုန်းကနိုင်ငံသမိုင်းမှာအဆိုးဆုံးကပ်ဘေးတစ်ခုဖြင့်ငလင်ချင်းလောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာတော့မင်းအောင်လိုက်နဲ့မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေမှုကိုလည်း AI ကဝေဖန်ထောက်ပြသွားပါတယ်။ စစ်ကောင်စီကငလင်ပေးတင်ကာလမှာလူသားချင်းစာနာမှုအကူအညီတွေကိုဟန်တာပိတ်ပင်နာရီနဲ့ပတ်သက်ပြီး AI ကအလေးထားသတိပေးသွားတာပေါ့မင်းအောင်လိုင်လူနိုင်ငံတကာဝရမ်းပြေးတယောက်ကိုအရာထားပြီးဖိတ်ကြားတဲ့အထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်ကအလေးနဲ့စိုးရိမ်စရာအခြေအနေမျိုးဖြစ်နေရဲ့လို့ AI ကပြောပါတယ် နောက်ပြီးဘင်းစတန်ညီလာကတရားဖို့မင်းအောင်လိုင်ကိုဖိတ်ခေါ်လိုက်တဲ့အတိတ်ပင်ဟာပြည်သူတွေပေါ်ရရဆက်ဆက်ဖိနှိပ်တပြတ်နေတဲ့မင်းအောင်လိုင်နဲ့အာနာသိန်းစစ်တပ်ကိုတရားဝင်အတိမတ်ပြုတဲ့အတိတ်ပင်မျိုးဥတီသွားနိုင်ကြောင်းလည်း AI ကဝေဖန်သွားပါတယ်။ထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်ကထိုင်းနိုင်ငံရဲ့လူအခွင့်အရေးတရားမျှတမှုတွေပေါ်ထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့နာမည်ကောင်းကိုပြက်စီးစေလိမ့်မယ်လို့လည်း AI ကဆိုပါတယ်။အစောပိုင်းမှာထိုင်းဆိုရရဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအဆိုခွင့်ရအရာရှိ contest ပါလန်ကူရာကဘင်းစတပ်ထိပ်သီးညီလာခံမှာမင်းအောင်လိုက်ကိုတက်ရောက်ခွင့်ပြုခဲ့တယ်ဆိုတာဟာအင်ရှင်ထိုင်းနိုင်ငံနေနဲ့ဘင်းစတပ်ဖွဲ့ဝင်9နိုင်စလုံးရဲ့ခေါင်းဆောင်တွေကိုဖိတ်ကြားမယ်ဝတ္တရားနဲ့ညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဖြေရှင်းခဲ့ပါတယ်။ဘင်းစတပ်ဆိုတာဟာဒေသရင်းပူပေါင်းဆောင်ရွက်မှုအင်အားစုတစ်ခုဆိုတာကိုမမေ့သင့်မယ်အဖွဲ့ဝင်နိုင်ငံတစ်ခုမပါဘူးဆိုတာနဲ့တီညီနိုင်လှုပ်ဆောင်မှုတွေသဘောတူညီချက်တွေဟာပြည်ဆောင်တော့မှာမဟုတ်ကြောင်းလဲနီကွန်ဒက်ကဖြေရှင်းချက်ပေးသွားခဲ့ပါတယ်။ ဆလပီမြန်မာမှာလူသားချင်းစာနာမှုအကူအညီတွေကန့်သတ်မှုမရှိချက်ချင်းခွင့်ပြုဖို့ကုလမဟာမင်းကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာတိုက်ပွဲတွေရပ်ပြီးယာယီအပြင်းရတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကိုအကောင့်ထည့်ဖော်ဖို့အကူအညီလိုအပ်နေသူတွေကိုကယ်ဆယ်ရေးနဲ့စာနာကူညီမဲ့သူတွေကကန့်သတ်မှုမရှိချက်ချင်းတွားခွင့်ပေးရမယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးပေါ်ကထွက်ကဆိုပါတယ်။မတရားဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာလည်းရှိနေပြီးငလင်တန်းကြောင့်သူတို့ဘာဖြစ်နေ ကြသလဲဆိုတာလည်းမသိရပါဘူးသူတို့ချက်ချင်းလွတ်ပြီးတင်တယ်လို့ဆိုပါတယ်မြန်မာပြည်သူတွေထံနိုင်ငံတကာပြီးတဲ့အကူအညီတွေကိုနိုင်ငံတကာဖွဲ့စည်းတွေဒေသခံလူဖွဲ့စည်းတွေကတက်ဆင်ပေးခွင့်ရဖို့အလွန်အရေးကြီးတယ်လို့လည်းသူကပြောပါတယ်ပြီးခဲ့တဲ့တင်ပတ်ကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်နောက်ပိုင်းစစ်ကောင်စီကအလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်စစ်စင်ရေးတွေဆက်လက်လှုပ်ဆောင်နေကြောင်းအစိုးရကစာရရှိခဲ့တယ်လို့ဆိုပါတယ်ငလျင်သစ်ဒေသတွေမှာလေယာဉ်နဲ့ drone တွေအများတွေနဲ့ paramotor တွေအပါအဝင်တိုက်ခိုက်မှုအနည်းဆုံး53ကြိမ်ရှိခဲ့ပြီးယာယီအပြစ်ခံရဲစိုင်းအ သက်ဝင်ကြောင်းကြေညာခဲ့ပြီး AP နီယန်နီကစပီးစစ်ကောင်စီကတိုက်ခိုက်မှု14ကြိမ်တက်မနေဖြစ်ပွားခဲ့တဲ့အစီရင်ခံစာရရှိခဲ့တယ်လို့ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကုညီဆောင်ရွက်နေတဲ့လူငယ်တွေကိုလည်းအတင်းအဓမ္မစစ်သားစုဆောင်တာတွေလုပ်ခဲ့ကြအောင်စီရင်ခံစာမှာပါရှိရလို့ဆိုပါတယ်။မြေပြင်ကတရင်အချင်းမြစ်တွေရငလင်တန်းတဲ့ဒေသတွေအထူးသဖြင့်စစ်တပ်ရဲ့ထိန်းချုပ်မှုပြင်ပကယ်ဆယ်ဝင်ရောက်နိုင်ခြင်းမရှိရနဲ့တန့်ရှင်းတဲ့ရေအစားအစာစေဝါပြက်လက်မှုတွေရင်ဆိုင်နေရကြအောင်အာနာသိမ့်ပြီးလေးနှစ်အကြာစစ်တပ်ရဲ့အကြမ်းဖက်မှုတန်ခံခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခပိုတိုးလာစေတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီအနေနဲ့စစ်စင်ရေးတွင်ရက်ပြီးကင်းစင်လုပ်ငန်းတွေကိုကူညီဖို့လိုအပ်ကြောင်းနဲ့ဒီဆိုရွာလာတဲ့ကပေကနေဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမြင့်တင်ပေးမယ့်တိုင်းပြည်အတွက်အချိုးအခွင့်တစ်ခုဖြစ်လာနိုင်မယ်လို့မျှော်လင့်ကြောင်းလူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီကအပြည့်ရဲ့ကြီးညာပြီးရင်နောက်ဒေတာအချို့၄ချောင်း၃ပုံချင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအပြည့်လာနေရနေ့ကနေ၂၂ရက်နေ့ထိနိုင်ငံတော်ရှာရီအပြစ်ခံရစင်းထားမှဖြစ်ကြောင်းကြီးညာထားပြီးမယ်။မန္တလေးတိုင်းစကိုင်းတိုင်းကရင်ပြည်နယ်တွေမှာ၄ချောင်း၃ပုံပုံချင်းတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကရှိနေသေးပဲလို့ဒေတာကန်တွေကပြောပါရယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ချင်းရွာနီကိုအပြည့်လာ၃ရက်နေ့လယ်ပိုင်းကစစ်ကောင်စီကဇက်တိုက်လေရင်နဲ့ပုံချင်းတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးနေခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါရယ်။ဘာတိုက် ပွဲမှမရှိဘဲမနေ့ကချက်တိုင်လီနဲ့ဘုံနှလုံးလာကျဲသွားတာလို့ပြည်ဦးမြခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတောက်ကပြောပါရယ်။စကားစားတော့ကျွန်တော်တို့မန်လာ31ရက်နေ့လုံကလည်းစင်ကူးမျိုးနဲ့ဘက်ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခု AB 3ရက်နေ့ကြာရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့သပိတ်ချင်းကိုလေကြောင်းတိုက်ခိုက်မှုထပ်လုပ်တဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးဒုက္ခရောက်အောင်လင်းရင်နဲ့ကျင်းမြင်ကျင်းစင်ဖြစ်နေတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်လူထိခိုက်တည်ဆုံတာမရှိခဲ့ဘူးလို့ဆိုပါရယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့အစ်စ်ကောင်စီရဲ့မန္တလေးတိုင်းပြောခွင့်ရသူစီးပွားရေးဝန်ကြီးဦးသိန်းထိန်ကိုသတင်းဌာနမေးမြန်းရာစီးရီးကိစ္စဖြစ်နေလို့သူ့အနေနဲ့မသိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။စစ်စင်ရေးကိစ္စတွေကျွန်တော်မသိပါဘူး။တပိတ်ချင်းဆိုတော့ကျွန်တော်တို့နဲ့အလန့်လဲဝေးတဲ့စစ်စင်ရေးကိစ္စတွေဖြစ်လို့ကျွန်တော်တို့မသိဘူးနော်လို့ပြောခဲ့ပါတယ်။ အလားတူစကိုင်းတိုင်းကဏီမြို့နယ်ကနတ်ချင်းအင်းချောင်းမုတ်တော်စားတဲ့ရွာသုံးရွာနဲ့ရမပင်မြို့နယ်ကနှောပင်ကြောင်မော်အင်းဘတ်ကျွန်းပေါ်စားတဲ့ရွာတွေကိုစကောင်စီဘက်က AB3 ရဲ့နေကစက်တက်လီဒီရီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့်ကဏီမြို့နယ်ကဖះရစီတီတချို့နယ်ရင်မက်ပင်မြို့နယ်ကအသက်60ကျော်အရွယ်မျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လုံခြုံရေးအမိမဖော်လို့တဲ့ကဏီမြို့နယ်ဒေသခံတအူကတရင်ဌာနကိုပြောပါရယ်။နတ်ကြီးရွာရဲ့တောင်မြောက်ရွာရဲ့မုတ်ထောရွာရဲ့သုံးနေရာပါရာမော်တာနဲ့အဲ့ဒီဘုံလာကျဲတဲ့မုတ်ထောရွာမှာကြတော့စီတီပေါ်ကိုပြစ်တာစီတီတဆူရဲ့အဲ့ဒီစီတီအရှိကကစုံလို့ခေါ်တဲ့တမန်ယုံပေါ်တော့အဲ့ဒီတမန်ယုံသွမိုးတွေလည်းပေါက်သွားတယ်။ EB 3ရက်နေညမှာတခါတစ်ချိန်တက်လာပြီးတော့9နိုင်ခွဲကမှာရင်မက်ပင်နဲ့အရှိချန်ကနောပင်ရွာရဲ့ကြောင်မော် ရွာရင်အင်းပတ်ရွာရင်မင်းညကတော့ငါငါးလုံးလာပြီးတော့ကျဲတယ်ကျုံးပေါ်ရွာကပြည်သူတရားပေါ်တော့အမျိုးသမီးတယောက်ခြေထောက်တွေနှစ်ဖက်ထိခိုက်သွားတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူကိုတရင်ဌာနကဆက်သွယ်မေးမြန်းရမှာသူ့အနေနဲ့မသိသေးဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်စစ်ကောင်စီကအပြစ်ခံရစဲကြောင့်ကြီးညာတဲ့အေပီနေရနေမှာပဲမန္တလေးတိုင်းတောင်တာမြို့နယ်တဲတုံးရွာကိုစစ်ကောင်စီဘက်ကစက်တက်လီတီပါရာမော်တာ၃စီးနဲ့120မမပုံသီးရှက်လုံးချင်းချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကြောင်းနဲ့ပြည်သူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားညီ ီညွန်ရင်အစိုးရ NUG ကအေပြီလ3ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်အပြစ်ရမယ်ဆိုရင်စစ်ကောင်စီရဲ့ကြီးညာချက်ကလီစဲလဲပြားမှုသာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အေဘီလာနေရနေ့ညနေပိုင်းမှာပဲခမာယ350နဲ့ခမာယ440တက်တွေကပဲခူးတိုင်းရွှေကျင်မြို့နယ်ကညောင်ကြောင်ရွာကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ပြည်သူပိုင်းအိမ်တွေထိခိုက်ပျက်စီးခဲ့ရလို့ကရင်အမျိုးသားစီယုံ KNU ကအေဘီလီရနေ့မှာထုတ်ပြန်ထားပါတယ်။ဒါပြင်အေဘီ3ရနေ့မှာမူးမုံမြို့နယ် ောက်ခုတ်ကငတ်ဆွေစုံဂျင်းရွာကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်24နှစ်အရွယ်ပြည်သူတအိုးထိခိုက်ခဲ့ပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ KNU ကဆိုပါတယ်။ယာယီအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပေမယ့်အခုလိုလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေရှိနေတာနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုဆက်သွယ်ခဲ့ပြီးမေးဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။မြန်မာနိုင်ငံလေပိုင်းမှာမလ28ရက်နေ့ကအင်အားပြင်းကလင်းလောက်ခတ်ခဲ့ပြီးရဲ့နောက်အမျိုးသားညီညွတ်ရေးဆိုရ NUG မြောက်ပိုင်းညီနောင်မဟာမိတ် င်သုံးဖွဲ့ကချင်လူမျိုးရေးတပ်မတော် KIO KIO တို့ကကာလာတို့အပြည့်ရနာမယ်လို့အတီးတီးထုတ်ပြန်ခဲ့ကြကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်